အလုံးမမင်္ဂလာပါခင်ဗျာ90 ticket soccer channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။တုံးလာပိုင်း28ရက်နေ့မှာလောက်ကတ်ခဲ့တဲ့ငလျင်ကြောင့်ငလျင်တန်ကိုခံစားခဲ့ရတာခါဒီနေ့ဆိုရင်16ရက်ပြည့်ခဲ့ပါပြီဗျာ။ဒီနေ့အထိငလျင်ကြောင့်သေဆုံးသူကြားပေါက်ဦးရေ4300ကျော်၊တန်ရရှိသူ9800ကျော်နဲ့ပျောက်ဆုံးနေတဲ့သူခါ145ယောက်ဖြစ်နေသေးတယ်လို့ TVB စစ်တမ်းတွေအရကျွန်တော်တို့သိရပါတယ်။ ဆိုတော့ဒီပျောက်ဆုံးနေသေးတဲ့145ဦးကိုလည်းမိသားစုတွေအနေနဲ့ပြန်လည်တွေ့ရှိနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာအခုဆိုမိဘမှာရှင်းလင်းလုပ်ငန်းတွေလည်းလုပ်နေပြီမကြခင်မှာကိုတူကိုရထူထောင်ရေးလုပ်ငန်းတွေကလာတော့မှာအဲ့တော့၅လပိုင်းကို၆လပိုင်းမိုးရနှံ့တင်းလာတဲ့အခါမိုးနှံ့ရလာတဲ့အခါမိုးကမပြည့်စုံတဲ့သူတွေမိုးကမမိုးနိုင်သေးတဲ့သူတွေကိုကျွန်တော်တို့နိုင်တဲ့လောက်ကလေးလှူတန်းပေးဖို့တိုင်တက်နိုင်တက်နိုင်နှိုင်တက်နိုင်တက်နိုင်ပြည့်ပြည့်စုံစုံလေးဖြစ်အောင်ဖန်တီးပေးဖို့စီစဉ်နေပါတယ်ဗျာ။ ကျွန်တော်တို့စူးစမ်းပြီးတော့ငွေစုနေပါတယ်ဗျ Fighterkin Channel က creator ရယ်ကိုစိုကြီး Sport Channel ကကိုစိုကြီးရယ် Nightigate Soccer Channel creator ရယ်ကျွန်တော်တို့သုံးယောက်ရသလောက်စုပြီးတော့လူတန်းဖို့လုပ်နေပါတယ်အဲ့တော့ကျွန်တော်တို့နဲ့ပတ်သက်တဲ့ခုနှစ်သားသမီးတွေကိုလည်းနိုင်သလောက်ဝိုင်းဝန်းပေးကြဖို့ဝန်းရံပေးကြဖို့နှိုးဆော်ပါတယ်ဗျအဲ့ဒီ Channel သုံးခုလုံးမှာသူတို့ရဲ့ official phone number တွေကိုပေးထားပေးသားဖြစ်လို့ဘယ်သူ့ကိုမှဆက်သွယ်ပြီးတော့ပါဝင်နိုင်ပါတယ်ဗျ။နောက်တစ်ခုကဒီနေ့ကမဟာသံဂျိုနေ့ဗျ။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ကျွန်တော်တို့ကတောသားတွေဆိုတော့ဟိုတကြံရောက်ပြီဆိုရင်အိမ်ရှိမှထိုင်ပြီးတော့အဖွားလုပ်တဲ့သူကစာချိုးလေးနဲ့တင်ပေးတယ်တကြံကြရင်မလုပ်ရမယ့်ဟာတွေရှိတယ်ဆိုပြီးတော့တင်ပေးတယ်အခုထိတချို့ဟာလေးတွေမှတ်မိနေစေပဲအိမ်ယာမမတောင်ငါတုတ်တင်တစ်ပင်ခုတ်ဖြတ်ပုတ်ခငိုကြွေးကိုသွေးထုတ်ရှင်းတောက်ချင်းသေးစာအုပ်စာထုတ်သွင်းရောင်းဝယ်ခြင်းအောင်တမန်စေလွှတ်ရှင်းအဲ့ဒီစေဘောင်းကိုတကြံတွဲမှာမလုပ်ရဘူးဆိုပြီးတော့တင်ပေးတယ် ကျွန်တော်အခုရွတ်ပြတဲ့အထက်မှာအကုန်မမမိတော့ဘူး7ဘောင်းတော့မပြည့်တော့ဘူးဗျာတကြံတွင်းကာလမှာဂျာကူလီမလို့ရဘူးဂျာကူလီလို့နေရင်တော့တကြံတွင်းကာလလေးတော့ရှောင်ကျင်ရမယ်နောက်တာကြီးငါကြီးတွေတကြံတွင်းမှာမတက်ရဘူးတစ်ပေနေမခုတ်ဖြတ်ရဘူးတကြီးဝါကြီးတွေဒီကာလမှာမခုတ်ဖြတ်ရဘူးပုတ်ခတ်ငိုကြွေးတာခနာကိုကိုအဲ့ညမနှိမ့်ဆက်ပြီးတော့ငိုကြွေးတော်မျိုးတွေတကြံတွင်းကာလမှာမလို့ရဘူးစသည်အားဖြင့်အဲ့ဒီ7ဘောင်းကိုပြိုးပြီးမှဟောကျွန်တော်တို့ကိုရွာထဲမှာရေပတ်ထွက်ဖို့ပါ냐ပိသားစုကတင်ပေးတယ် ဆိုတော့ဒီနေ့ကျိလက်တင်မှာရောဒါမျိုးတွေတင်ပေးကြသေးရဲ့လားမပြောတတ်တော့ပါဘူးဗျာအဲ့တော့ရွာရိုးကိုပေါ့မချောက်ခင်မှာကိုယ့်ရဲ့နေနံဟိုအသားလေးတွေရွက်ကလေးတွေကိုကင်ပြီးတော့တယောက်ကမောနာခေါင်းဆေးတာလို့ရသေးတယ်အဲ့ဒီခေါင်းဆေးတယ်ခေါင်းချော်တယ်ဆိုတဲ့နေရာမှာတကြမကြခင်တပတ်လောက်လူတွေကငလုံးငပြင်းရောက်နေတဲ့လူတွေတောထဲတောင်ထဲရောက်နေတဲ့မိသားစုဝင်တွေကတကြမတိုင်ခင်ရွာကိုပြန်လာရတယ်ကျွမ်းသွားတွေလည်းအကုန်လုံးမောင်းပြီးတော့ပြန်လာရတယ်ဒီလိုက်ပြန်လာလို့မရဘူးတယောကျောင်းတွေလည်းကုတ်ခက်ရသေးတယ်တော်လက်တော်နဲ့မသွားနိုင်တဲ့သူတွေကိုတယောတွေဝင်ခရရတယ် ကျွန်တော်တို့ကလေးတွေကလည်းပြီးခဲ့တဲ့တပတ်လောက်လိုတဲ့ကတည်းကကမွန်မယ်အောက်မှာကမွန်သီးကောက်ရတယ်စူးစူးလဲကမွန်သီးကိုဒီလိုပဲကလေးတွေလူရက်ပြီးတော့ဒီလိုပဲကောက်ခဲ့ရတယ်အဲ့ဒါတကြံမကြခင်တရက်အလိုမှာကမွန်သီးနဲ့တယော်တွေကိုကျွန်တော်တို့ရောပြီးတော့ထူထောင်းပြီးတော့မနေ့ကညတွေကကျွန်တော်တို့စိန်ပြီးတော့ဒီနေ့မှာခေါင်းချော်ရတယ်တောသူတောင်သားဆိုတော့တခြားလူတွေထက်တော့တခုပို့လို့ရတယ်အဲ့ဒါကဘာလဲဆိုတော့ကို့အိမ်မှာမွေးထားတဲ့ခိုင်းစီနေတဲ့ကျွေးနွားတွေမိဘလိုသဘောထားပြီးတော့ဒီရက်မှာခေါင်းချော်ပေးခဲ့ရတယ် ခေါင်းချော်ပေးုံနေမဟုတ်ဘူးကျွန်တော်တို့ဗဇက်ကလည်းတောင်းပန်ရသေးတယ်ဟောခန္ဓာကိုယ်ခေါင်းကနေပြီးတော့ဥโจနရွက်ရှီတော့လက်ထောက်တွေပြီးတော့လက်ပြင်တွေဟောအမီးအထိတယောကမောနဲ့ခေါင်းချော်ပေးပြီးတော့ဒီတစ်နှစ်အတွင်းမှာလူတို့ကငါတို့ရိုက်ခဲ့တာရှိရင်ခွင့်လွတ်ပါမှားခဲ့တာဆဲဆိုခဲ့တာတွေရှိရင်ခွင့်လွတ်ပါဆိုပြီးတော့ကျွန်တော်တို့တောင်းပန်ရတယ်ပြီးတော့ဥချကြော့ရတယ်အဲ့ဒါပြီးမှကျွဲနွားတွေကိုရေအဝါလောင်းပြီးမှကျွန်တော်တို့ရဲ့တကြံလေဖို့ကိစ္စကိုစရတယ်ဟိုတကြံလေတယ်ဆိုတဲ့နေရာမှာလည်းတိတ်ထင်ကြီးကြတော့မဟုတ်ပါဘူးဗျာ မဆိုးစလွယ်တိုင်းပြီးတော့ဟိုတော့တဲ့ကအဖေခုတ်လာတဲ့ဝလုံးပေါင်ပေါင်လေးထိတ်မှအပေါက်ဖောက်ပေါက်ဖောက်ပြီးတော့အဝတ်စုပ်ကလေးကိုဒုတ်တန်လေးမှရှီရှီပြီးအဲ့ဒီဝလုံးထဲကိုထိုးထည့်ရေနဲ့ဆွဲစုပ်ဒါဟာကျွန်တော်တို့ရဲ့အကောင်းဆုံးရေပြုတ်ပဲအဲ့ဒီအတိုင်းပဲကျွန်တော်တို့ရှင်သန်ခဲ့ရတာပါဒီရိုးရာဒလိတွေကိုလည်းလွမ်းပါလေဗျာဘယ်ချိန်ကြောက်မှနောက်နှစ်ပေါင်းဘလောက်ကြာမှဒီရွာဒီဒေသကိုပြန်ကတ်နိုင်မလဲမသိတော့ပါဘူးကတ်ရောကတ်နိုင်အောင်မလားမသိတော့ပါဘူးဗျာ ်အလာဗက်စ်နဲ့ရီယယ်မက်ဒရစ်တို့ကစားကြောင်းမဲ့ပွဲကမြန်မာစံတော်ချိန်7:45မိနစ်မှာဖြစ်ပါတယ်အဆင့်7နဲ့အဆင့်2အပြိုင်ကြမဲ့ပွဲပထမကြောမက်ဒရစ်မှာကစားတော့ရီယယ်က3-2နဲ့နိုင်ပါတယ်အဲ့ဒီပွဲမှာဖွင့်ခဲ့တဲ့ဗော်ဒီကြေးကအင်ရှင်မက်ဒရစ်တင်းကလည်း2ပေါင်20ဗော်ဒီကြေးနဲ့ဂိုးပေါင်းကြေးက3အနှုတ်20ဆိုပြီးတော့ပထမကြောက်မှာဖွင့်ခဲ့တာဆိုတော့ပထမကြောက်ဒီဗော်ဒီအောက်ဖြစ်ခဲ့ပါတယ်ဂိုးပေါင်းမှာ5အပေါ်ဖြစ်သွားခဲ့ပါတ လက်ရှိအလောက်ဘက်ခါဆင်းဆက်ခွန်တန်းစင်းစုံနဲ့နှမှတ်กว่าနေရာမှာရှိပါတယ်အဲ့တော့ဒီအသင်းကစားထားတဲ့အိမ်ကွင်းအဝေးကွင်းပွဲတွေကိုကြည့်လိုက်ပါလာလီဂါမှာဆက်ပြီးတော့ရှိနေနိုင်ဖို့အစွမ်းကုန်အားထုတ်နေတာမျိုးကျွန်တော်တို့မြင်ရပါတယ်လာလီဂါမှာနောက်ပိုင်းဘိုဂီတောင်မှသတိထားလာရတဲ့အသင်းဟာအလာဘတ်ပဲပွဲစဉ်30မှာစွန့်ပေါင်းရမှတ်30ရထားတယ်အဲ့ဒီ30မှာအိမ်ကွဲမှာ16မှတ်ရထားတယ်သူကြတာကအလာဘတ်စီအလေအလတ်ခြေတူအသင်းနေနဲ့တွေ့ရင်ရုံးကန်ရတတ်ပေမဲ့အသင်းကြီးတွေဆိုရ ခံကန်နဲ့ကြည့်အောင်ကစားတယ်။ဗီလာရီယာတင်းကိုနိုင်ပြီးတော့ကြည့်အောင်တယ်။ဘီဘာဘိုတင်းကိုတေးကစားပြီးတော့ကြည့်အောင်တယ်။ရီယယ်မက်ဒရစ်ကိုကြည့်အောင်တယ်။အီဒီကိုမက်ဒရစ်ကိုလည်းကြည့်အောင်ပါတယ်။ဘာစီလိုနာကိုဝေးခွင်းမှာကြည့်အောင်ပြီးတော့အိမ်ကွင်းကျမှာကြည့်ကြတယ်။ဆိုတော့အလာဗက်ကိုကျွန်တော်တို့ရှော့မတွက်စေခြင်းဘူး။ဒီတင်းရဲ့လက်ချံချစ်ပွဲကိုကြည့်တဲ့အခါရီယယ်မက်ဒရစ်အီဒီကိုဘီဘာဘိုဆိုစီဒက်အဲ့လိုချန်ပီယံစုအတွက်ပြိုင်ပွဲဝင်နေတဲ့အသင်းတွေပြီးတော့ဥရောပဝင်ခွင့်တက်တဲ့အတွက်ကြိုးစားနေတဲ့အသင်းတွေနဲ့တွေ့တယ် နောက်ထပ်၄သင်းကိုကြည့်တော့လဲ Valencia ရဲ့ Osasuna ရဲ့အဲ့လိုမျိုးတန်းဆင်းဆောင်ကနေလွတ်ဖို့အသေးအံကြိုးစားနေတဲ့အသင်းတွေဖြစ်လို့ Alaves ရဲ့လက်ကျန်ရှစ်ပွဲဟာကျွန်တဲ့အသင်းတွေတက်ပို့ပြီးကြက်တယ်ဆိုတော့ Alaves အသင်းရဲ့တမတ်တန်တိုက်ပွဲတွေကိုကျွန်တော်တို့စပြီးတော့မြင်တွေ့ရမဲ့ကာလလို့ကျွန်တော်ကယူဆမိတယ်သူတို့ပြန်အခုလိုအိမ်ကွင်းပွဲတွေမှာဆိုအနေဆုံးတမတ်ဒါမှမဟုတ်သုံးမှတ်ရအောင်သူတို့ကြိုးစားမယ်လို့ကျွန်တော်ကတော့ယူဆတယ်ဒီပွဲတွေ Alaves အသင်းမှာသူတို့ရဲ့အဓိကကွင်းလှည့်ကစားသမား ဂျွန်ဂူရီဒီရဲ့နောက်သူရဲ့အဓိကဂိုးသမားအန်တိုနီယိုဆက်ဒီယာဒီကစားသမားနှစ်ဦးပွဲပယ်ကြောင်းလွဲပါမယ်။ပြီးတော့ဒီရှေ့တန်းကတိုက်ဆက်အရန်ကစားသမားတိုမတ်စ်လည်းပွဲပယ်ပြစ်ဒဏ်ကြောင်းဒီပွဲကိုလွဲမယ်။ရီယယ်မက်ဒရစ်ကိုကြည့်တော့ဒီသင်းကအခုချိန်မှာပြဿနာတွေများနေတယ်ဗျ။ချန်ပီယံလိမှာလည်းပထမကြော့မှာဂိုးပြတ်ချုံးခဲ့တဲ့အတွက်ဒုတိယကြော့ကသူတို့အတွက်စိတ်နှောက်ချက်ဖြစ်စရာအကြီးကြီးဖြစ်နေတယ်။ပြီးတော့မှတ်ပေးစရာကိုကြည့်တော့လေမနေ့ကဘာစီလိုနာအသင်းကနိုင်သွားပြီးတော့သူတို့နဲ့ဘာစီလိုနာကြားမှာအမှတ်ကကွာဟသွားပြီအဲ့တော့ပြိုင်ပွဲဆိုမှာရှင်နေမကောင်းတဲ့အနေအထားမျိုးမှာ အသိဉာဏ်ဥက္ကဋ္ဌနဲ့ဒီပြကြောင်းမှာလည်းပြဿနာလေးတွေရှိလာပြီကစားသမားတွေကြောင်းမှာလည်းတယောက်နဲ့တယောက်မနာလိုတဲ့ပြဿနာတွေအဆောက်ပြုတ်လာတယ်မင်းကြောင့်ငါကြောင့်ဆိုတဲ့လက်ညှိုးပေါင်းစုံကိုရှောင်လွှဲလို့မရတဲ့အချိန်ဟာအခုအချိန်ပဲဒီနေသားပြောမှာမှအသိဉာဏ်ဒီကနောက်ကကစားသမားဒေးဗစ်အလာဗာဒဏ်ရာပြဿနာထက်ရပြန်ဆိုတော့ဒီနေသားပြောမှာရီယယ်မက်ဒရစ်ဟာမလုပ်မလဲဆင်လာကြီးတဲ့အသင်းကြီးအနေနဲ့ဒီနှစ်ဖက်အချိန်နဲ့နှစ်ဖက်လုံးကိုပဲအကောင်းဆုံးဖြစ်အောင်ဂိုင်တွေတောင်းနိုင်မလားနှစ်ဖက်လုံးမှာပဲသူကြရှုံးသွားမလားဒါမှမဟုတ်တစ်ဖက်ဖက်ကိုလက်လွတ်လိုက်မလား ဒါအောင်ပဲကျွန်တော်တို့ကြည့်အောင်မယ်ဒီ2025တဲ့မှာ Real Madrid ရဲ့ကျွန်တော်တို့ဒီကြေးအောင်မြင်မှုအနေထားကိုပြန်ကြည့်ပြန်ရင်လဲ Marshall တရက်နေ့ကဒီ Real Madrid နဲ့ပွဲကဆက်ပြီးတော့ပြီးခဲ့တဲ့တပတ်အထိကစားခဲ့တဲ့ပြိုင်ပွဲစုံ6ပွဲမှာ9ပွဲအထိ Madrid ခါကြေးကျတယ်ဆိုတော့2025တဲ့မှာအဖက်ဖက်ကနေဖွတ်တက်နေတဲ့အသင်းလို့တော့ကျွန်တော်တို့ပြောလို့ရပါတယ်ကျွန်တော်တင်တော့ဒီပြတ်အန်စလော့တီရောကစားသမားတွေရောအသင်းတာဝန်ရှိသူတွေရောခါဒီအလဘက်နဲ့ပွဲကိုသူတို့ဘယ်လိုပဲပြင်ဆင်တာပြင်ဆင်တာဒီလိုတွေအားလုံးဒီ တို့ရဲ့စစ်ထဲမှာအာဆန်နဲ့ပွဲရပဲအဓိကကြီးစိုးနေလိမ့်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ဆိုတော့ဒီပွဲမှာသူတို့အတွက်ပုံစံကောင်းနေသူတို့စီကကျွန်တော်တို့မင်းရပါမလားဖွင့်ထားတဲ့ဂျင်းကိုကြည့်တဲ့အခါအခုနေ့နဲ့မြန်မာစံတော်ချိန်တနာရီထိုးကနေ့အချိန်မှာမက်ထရစ်ကဘော်ဒီဂျင်း1ပေါင်း35နဲ့9ပေါင်းဂျင်းက3ပေါင်း55ဆိုပြီးတော့ဖွင့်ပေးထားပါပထမကြော့ဂျေးကိုအရှိခံပြီးတော့ဖွင့်ရမယ်ဆိုရင်ဒီပွဲဟာမက်ဒရစ်အသင်းတည်အနေဆုံးတဲအနှုတ်30လောက်ကစပြီးတော့ဖွင့်ပေးရမှာဖြစ်ပေမဲ့ လက်ရှိဖွင့်ပေးထားတဲ့1ပေါင်း35ဒဘောသွင်းတော်နဲ့35လောက်အနိုင်ရသွားပြီဆိုတဲ့အနေအထားမျိုးဟာဘလုံးမကျွန်တော်တို့မဖြစ်တဲ့အနေအထားဆိုတော့ဒီမြန်မာကျေးတစ်ခုတည်းကြည်လာနေတယ်ဒီပွဲဟာကျွန်တော်တို့ရှင်းပြအကုန်ပုံအောပြီးတော့ကလာရမယ်အနေအထားမျိုးပဲ1 is to off မှာတော့ Asian Alaves အနိုင်ကို9တော့ပေးထားပါတယ် Madrid အနိုင်ကို80နဲ့တရီကို4.2ဆိုပြီးတော့ပေးထားပါတယ်သူကြတော့ကမိနစ်60အတွင်းမှာနှစ်ဖက်သွင်းကိုရှိမယ်ဆိုတော့ဂျေဖွင့်ပေးထားတော့ပါတယ် ပို့ပြီးတော့ထူးခြားတာကအလာဖတ်အသင်းဒီအိမ်ခွဲမှာကစားထားတဲ့လာလီကာစုစုပေါင်း15ပွဲမှာပထမပိုင်းမှာ9ဂိုးဒုတိယပိုင်းမှာ6ဂိုးဒီလောက်ပဲသွင်းနိုင်တယ်17ဂိုးပဲသွင်းနိုင်တယ်အဲ့ဒီ17ဂိုးလောက်ပဲသွင်းနိုင်တဲ့အသင်းကိုဒီ Real Madrid လို့အသင်းနဲ့ကစားတဲ့ပွဲမှာတေချာပေါက်တကူရသွားမယ်ဆိုတဲ့ခြေဖွင့်ပေးထားတာပဲဖြစ်ပါတယ်ပထမပိုင်းလေးသာ9မိနစ်မှာနေတဲ့ပေါင်းသွင်းကိုတကူကစကြည့်ရမယ်အလာဖတ်ဒီပထမပိုင်းမှာဂိုးများနိုင်ဖို့ Madrid ဂိုးရကုန်ရမယ်ဆိုတဲ့ခြေပေးထားတယ် လက်သလုံးရဲ့လက်ရှိအနေအထား current form ပြပြနေထားနဲ့နှိုင်းစင်ကြည့်မယ်ဆိုရင်လည်းဒါဖြစ်နိုင်ကြများတယ်ဗျ Real Madrid ဒီဒုတိယပိုင်းကစားအားရဖို့အတွက်ပထမပိုင်းမှာအနိုင်ရနိုင်ပဲတကူလောက်တော့သူရအောင်ရှာလိမ့်မယ်အလဘက်ကလည်းပထမပိုင်းမှာပိတ်ကစားပြီးတော့ Real Madrid ကစားအားချလာနိုင်မဲ့ဒုတိယပိုင်းကိုသူတို့တက်ကပ်ထားပြီးတော့ကစားမှာဒုတိယပိုင်း45မိနစ်အတွက်ဂျေးကိုတော့ဒုတိယပိုင်းမှာအလဘက်လည်းကိုရမယ်မက်ဒရစ်ကလည်းတကူလောက်ရကြင်ရမယ်ဆိုတဲ့ဂျေးကိုပေးထားတယ်ဆိုတော့ အလဘက်စ်ဒီဒီဘွဲမှာပထမပိုင်းဂိုးမပေးရရေသူတို့အရေးဒုတိယပိုင်းမှာသူတို့ဂိုးရရေသူတို့အရေးအဲ့လိုလုတ်ပြီးတော့ကစားနိုင်မယ်လို့ထင်တယ်မက်ထရစ်ဘက်ကတော့ပထမပိုင်းမှာဂိုးမရဘူးဆိုရင်ဒီသဲဟာဒုတိယပိုင်းမှာအသေးအံကြီးအထုတ်တာမျိုးမလုပ်တော့ဘဲနဲ့သေတမှတ်ကိုရအောင်ထင်းပြီးတော့ကစားမဲ့ပွဲလို့ကျွန်တော်ယူဆပါတယ်ဆိုတော့ဒီနေ့ညမှာကစားမဲ့ဒီပွဲမှာကျွန်တော်ရဲ့ရွေးချယ်မှုဒီ Divo Divo Alavas အသင်းရဲ့ body တစ်ကြောင်းနဲ့ဖြစ်ပါတယ် Alavas အသင်းရဲ့ body ကိုမကစားရဘူးဆိုရင်တော့ go out ကိုကစားကြဖို့ကြံပြပါတယ် ါပေမဲ့ကျွန်တော်ရဲ့ရွေးချယ်ဖို့ဒီဒီမိုဒီမိုအလာဘတ်ဘော်ဒီပါမြန်မာပြည်ကြီးမြန်သောအေးကြပါစေအာဓမတရားလဲမြန်မြန်ကြဆုံးပါစေခင်ဗျာ